အရေးပေါ်တိုင်ဖုံးမုံတိုင်းကြီးနေမြန်မာနိုင်ငံမှာမိုးကြီးပြီးတော့ရေကြီးမဲ့ဒေသတွေကိုအရေးပေါ်သင်းဆပေးပါမယ်ပထမဦးစွာမလူသားပညာရှင်ဦးနိုင်ရဲ့သင်ပြဆွေးနွေးချက်တွေကိုပြန်လည်ပြီးတော့မျှဝေခြင်းပါတယ်ဇွန်လ၁၀ရက်နေ့ ISNWF GMA UKM model များမှာအကျိုးသင်ခံမှန်းချက်များအရဦးနိုင်ကဒီလိုဆိုပါတယ်လေဖီယာနေရက်ဝန် Tropical Depression TD O1 through ဟာတောင်တိုးပင်လယ်တွင်အပူကောင်းလာနိုင်ပြီးတော့ တိုင်ဖိုးမုံတိုင်းဖြစ်လာနိုင်ပါမေဖြစ်နိုင်ကြီးကတရားရခိုင်တို့ရှိသွားပြီဖြစ်ကြောင်းတိုင်ဖိုးမုံတိုင်းအဆင့်ကိုနော်မုံတိုင်းကြီးအဆင့်ကိုရောက်ရှိလာနိုင်ပါမေကျွန်တော်တို့မြန်မာနိုင်ငံလာအိုဘီနံကိုတိုက်ရိုက်လာမှာမဟုတ်ပါမေအဲ့ဒီနိုင်ငံတွေကိုအရှိန်တရားမှုကတော့အများစွာရှိမေလို့ဥဝင်နိုင်ငံဆိုပါရီလီဖီအာနဲ့ရန်ဝန် TD O1W ရေအားအလုံးကောင်းလာတဲ့မုတ်တုံလီတို့ရဲ့အရှိန်တရားမှုတွေကြောင့်နေရခိုင်ကန်ယူတဲ့ AR မြင်းဝါကျုံမကန်ယူတန်းတွေမော်သလင်းတိုင်းကန်ယူတန်းဒေသနဲ့ AR တိုင်းနေပြီးတော့မကွေတိုင်းပဲခူးတိုင်းမန္တလေးတိုင်းရှမ်းပြည်နယ်ကယားပြည်နယ်တို့မှာမိုးအသင်တင်မှမိုးအရန်အရန်ကိုများနိုင်မှာဖြစ်ကြောင်းမိုးရေချိန်ကနှစ်လက်မှအထက်ဆယ်လက်မှလောက်ကိုရောက်သွန်းနိုင်မှာဖြစ်တဲ့အတွက်ရည်ကြီးရှန်ကျူးဆိုင်ကြဖို့တော့ဘုရားရှင်ဝိနဲ့ကအသိပေးထားပါရီသက်ဆိုင်ရာဒေသလိုက်တဲ့နေရာကွက်ပြီးတော့ဒါမိုးတော်တော်လေးကိုကြီးနိုင်မှာဖြစ်တဲ့အတွက် မိုးရေအခြေအနေကအစိုးရအမှတ်ကို ရောက်ရှိသည်နှင့်အမျှအမြင့်အခြေအနေများကိုသတိပြုစောင့်ကြည့်ပြီးတော့မိုးလုသတ်တရင်တွေကိုစဉ်ဆက်မပြတ်နားဆွန့်ချဖို့ဝန်ထမ်းကတိုက်တွန်းထားပြီးတော့မြေကမ်းပါချောင်းကမ်းပါအနည်းအနိုင်ပိုင်းရပ်ကွက်နေပြီသည်များဂျိုးတင်ပြင်းစင်မှုနဲ့စလင်းနိုင်အတွက်မှလုံးဆောင်ချဖို့အတွက်ကိုမိုးလုသတ်ပညာရှင်ဝင်းနိုင်ကအေးဖို့ပဲအတိပေးထားတာကိုတွေ့ရပါရဲ့ဗျာ